ဖေဖော်ဝါရီလတရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံလူကြုံရေးတပ်သားတွေရဲ့အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုကြောင့်ဖေဖော်ဝါရီလထဲမှာတင်အစောဆုံးလူအသေးအပြောက်ရှိခဲ့တဲ့မြို့တွေထဲမှာတနင်္သာရီတိုင်းဒဝယ်မြို့လည်းပါဝင်ပါတယ် အဲ့ဒီ February လ28ရက်နေ့ကစပြီး April လကုန်အထိပြစ်ခတ်ခံရလို့တင်ဆုံသူပေါင်းကတော့17ယောက်ရှိသွားပါပြီ။ဖမ်းဆီးခံရသူပေါင်း100ကျော်နဲ့ဖမ်းဝရမ်းထုတ်ခံထားရသူပေါင်း22ယောက်ရှိနေပါတယ်။ဒီလိုဖြိုခွဲခံနေရပေမဲ့ဘုံကြီးမှန်းချက်ဖြစ်တဲ့စစ်အာဏာရှင်စန့်ကျင်ရေးကိုတိုးပြီးတော့လှုပ်ဆောင်သွားမယ်လို့တဝဲတပိတ်ကိုဥဆောင်သူတူကပြောပါတယ်။အချင်းတို့ရဲ့ဘုံကြီးမှာချက်ပန်းလိုက်တာရှင်းရှင်းလေးပါပဲကျွန်တော်စက်ထက်လာတဲ့ခရေကစစ်အာဏာရှင်ကိုချက်ပြဖို့ဖြစ်တယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒူဝေသားတွေအနေနဲ့ ဒီဆက်လာကြည့်ရင်မကြရှိသေးကျွန်တော်တို့ရဲ့လမ်းပေါ်တဲ့ဖန်တာပြမှုညာတနည်းချက်တနည်းအရှိုးကြီးကကျွန်တော်တို့လုဆောင်နေတယ်လို့ကျွန်တော်ကပြောရတယ်ကွာမလ29ရက်နေ့ကပြစ်ခတ်ခံရတဲ့မောင်ကျော်မင်းလက်ဟာမလ30ရက်နေ့မှာတည်ဆုံသွားပါတယ်။လမ်းပေါ်မှာဆိုက်ကယ်စီးသွားတဲ့မောင်ကျော်မင်းလက်ကိုစစ်ကောင်စီတပ်ကကားပေါ်ကနေပြစ်ခတ်တာကိုခံလိုက်ရပြီးစစ်သားတွေကသူ့ကိုကားပေါ်ဆွဲတင်ထားတဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းမှာပြန့်နှံ့ခဲ့ပါတယ်။တာမန်လမ်းသွားလမ်းလာတူအုပ်ကိုပြစ်ခတ်လိုက်တဲ့အဲ့ဒီဗီဒီယိုဟာ မြန်မာနိုင်ငံကိုရောက်လာတဲ့ CNN သတင်းထောက်ချုပ်နဲ့တက်ပြောခွင့်ရသူဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့တွေ့ဆုံချိန်မှာထောက်ပြမေးမြန်းခဲ့ရတဲ့ကဘာကျော်တက်တေတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့လိုပြည်သူတွေရရဆက်ဆက်တက်ဖြတ်ဖြိုခွင်းခံခဲ့ရတဲ့ဒဝယ်မြို့ဟာအာနာသိန်းစစ်ကောင်စီကိုဥဆောင်နေတဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ဇာတိမြို့ဖြစ်ပါတယ်။သူ့ရဲ့မိဘတွေဟာဒဝယ်မြို့ဇာတိပကြီဦးခင်လှိုင်ဒဝယ်နဲ့ဒေါ်လှမှုတို့ဖြစ်ပြီးတော့သူဟာမွေးချင်း၅ရောက်အနက်စတုထမြောက်သားဖြစ်တယ်လို့ ရုရှားနိုင်ငံထုတ် Politic Magazine နဲ့2020ဩဂုတ်လကပြုလုပ်ခဲ့တဲ့မင်းမြန်ကမ်းမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဖြေဆိုထားပါတယ်။သူ့ရဲ့ဇာတိမျိုးဖြစ်ပေမဲ့တဝယ်မျိုးသူမျိုးသားတွေဟာစစ်အာဏာသိမ်းမှု စတင်ကတည်းကပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတာကိုမြို့ကန်တယောက်ကအခုလိုပြောပြပါဗျ။ကျွန်တော်တို့ကမင်းအောင်လှယ်တရားတွေဆက်ကျင်နေတာမဟုတ်ဘူးအာနာရှင်စနေတခုလို့ကျွန်တော်တို့ကဆက်ကျင်နေတာပဲဖြစ်တယ်ဒီမင်းအောင်လှယ်ကလည်းအာနာရှင်ရဲ့ပူဇံတဲ့ပဲ ကာနာရှိတဲ့ယက်တီချက်တိုင်းပဲဒီပြည်သူတွေတိုင်းရင်းသားတွေပေါ်မှာနှိမ့်ဆက်ညှဉ်းပန်းမယ်တက်ဖြတ်မယ်သူတို့အာနာရှိတူတူကောင်းစားရေးတခုကလွယ်ပြောသူတို့ဒီပြည်သူပေါ်မှာပြန်ကြည့်တာမဟုတ်ဘူးလေဘုချုပ်မူကြီးမင်းအောင်လိုင်ဟာဒဝဲနေကန်ဖြစ်ပေမဲ့သူ့ကိုဆန့်ကျင်သူမှန်သမျှကိုတတ်မှာပဲလို့ဒဝဲမျိုးပေါ်တပိတ်ကိုဥဆောင်သူအမျိုးသမီးတယောက်ကလည်းပြောပါတယ်အဲသူကတော့ကျမတို့ဒီကလောက်ကတော့သူကအနောက်အိမ်ထောင်နဲ့တော့စေအိမ်နဲ့ရတယ်လို့ပြောတယ်။သူတဝဲနေခံ ဖြစ်ပေမဲ့လည်းသူ့အနာပဲသူကအဓိကထားမှာပဲတခြားလဲသူတက်မှာပဲတဝဲနဲ့ခံမှာရှိတဲ့လူသူ့ကိုဆက်ကြည့်တယ်လို့မှလည်းအကုန်သူကတက်မှာပဲသူတဝဲသားပဲဖြစ်ဖြစ်ဘယ်တိုင်းဒေသတာပဲဖြစ်ဖြစ်သူ့ရဲ့စိတ်ထဲမှာတော့သူဒီအနာရရင်ပြီးပေါ့နိုင်ငံရေးတုံးသက်သူဥအောင်သူငင်းကတော့ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်ဟာတဝဲသားလို့ဆိုပေမဲ့တဝဲနဲ့သူ့အကြမ်းမှာတန်ရောစင်ကိုမတွေ့ရဘူးလို့ထိုင်းနိုင်ငံကဝန်ကြီးချုပ်ဟောင်းတက်စင် ရှင်နာဝထရာနဲ့နှိုင်းရှင်တုံးသက်ပြပါတယ် ဘူဂျုံမှုကြီးမရောင်းနိုင်နေတဲ့တဝဲမာသာမွေးတယ်ဆိုရယ်သူ့ရဲ့ attachment ပေါ့နော်ဒီဇာယောစင်တွေကြီးပြင်းခဲ့တဲ့ပုံစံတွေကတော့တဝဲနဲ့သိပ်ပြီးတော့နီးစပ်တဲ့ပုံစံမျိုး မတွေ့ရပါဘူးနောက်တစ်ခုကကျတော့သူ့ရဲ့လှုပ်ဆောင်ခဲ့တဲ့အပိုင်းမှာလည်းတဝဲကိုပြန်ကြည့်တယ်လို့တဝဲနဲ့ပတ်သက်လို့ဖွံ့ဖြိုးရဖွံ့ဖြိုးကြောင်းပေါ့နော်ဒါတွေလှုပ်ခဲ့တယ်ဆိုရယ်ဟာမျိုးမတွေ့ပါဘူးခင်ဗျထိုင်းနိုင်ငံမှာကျတော့ဒီ တက်ချင်ပေါ့နော်အရင်ဝန်ကြီးချုပ်ဟောင်းဆိုလို့ရှိရင်သူကဟိုချင်းမိုင်ဒေသနဲ့တွဲပြီးစီကြတယ်ဆိုတော့သူကလည်းချင်းမိုင်ဒေသဖွံ့ဖြိုးရေးပေါ့ဟိုချင်းမိုင်ကို hub ကျွန်တော်တို့ဆောင်ချက်ဒီစီးပွားရေးဖွံ့ဖြိုးဖို့ဆိုတဲ့ဟာမျိုးကြိုးပမ်းခဲ့ကြတာမျိုးတွေရှိပါတယ်ဆိုတော့အဲ့လိုမျိုးနဲ့ရှင်ပြောလို့ရှိရင်တော့ဟိုသူ့အနေနဲ့ဒီဒဝယ်နဲ့ပတ်သက်လို့ပေါ့နော်ဒီလိုဆောင်ချက်ဖြစ်လာဖို့လို့ဒီစီးပွားရေးအထူးတိုးတက်လာဖို့ဆိုတဲ့ဒီလိုကြိုးစားခဲ့တာမျိုးတွေဟိုမတွေ့ရဘူးလို့ပဲပြောရပါလိမ့်မယ် မြန်မာနိုင်ငံနဲ့ကက်လျက်ထိုင်းနိုင်ငံကဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်နယ်သားဖြစ်ပါတယ်။သူဟာ2000ခုနှစ်မှာဝန်ကြီးချုပ်အဖြစ်ဒီမိုကရေစီနှိကြရွေးချယ်တင်မြှောက်ခံရပြီးတဲ့နောက်သူမွေးဖွားရာဇာတိချင်းမိုင်ဒေသကိုမြို့ရှောင်လန်းတွေပုံမောကောင်းမွန်တဲ့မြို့ပြတည်ယူပို့ဆောင်ရေးစနစ်တွေမြင့်တင်ပြီးထိုင်းနိုင်ငံရဲ့နှလုံးသားလိုအရေးပါတဲ့နေရာတစ်ခုဖြစ်အောင်စွမ်းဆောင်ခဲ့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကတော့တောင်သူတွေသမားတွေတင်နေတဲ့အကြွေးတွေက၄နှစ်စာကိုကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။73စီစည်းနဲ့လျှက်စစ်ဝန်ဆောင်ကတွေမတက်အောင်တတ်မှတ်ပြီးအစိုးရကထောက်ပံ့ပေးခဲ့ပါတယ်။ဒါကြောင့်ပြည်သူတွေဟာကုန်စည်နှုံတက်တာလို့နောက်ဆက်တွဲအကျိုးဆက်တွေမခံစားခဲ့ရပါဘူး။တက်ဆင်ခက်မှာနိုင်ငံနဲ့အဝန်ဘတ်30နဲ့ဆေးကုသခွင့်ရအောင် လုပ်ပေးတာဟာသူ့ရဲ့တမိုင်းတွင်နဲ့စီမံကိန်းဖြစ်ခဲ့ပါတယ်။ဒါကြောင့်လဲချင်းမိုင်နယ်သားတွေဟာ တဆင်ကိုအကြီးအကျယ်ထောက်ခံကြပြီးတော့တဆင်ဆိုတဲ့နာမည်ဟာလည်းချင်းမိုင်ပြည်သူတွေကြားမှာအမြင့်တွယ်တယ်လို့တွင်နေခဲ့ပါတယ်။ဝေကျုံကြီးမင်းအောင်လိုင်ကတော့ဒဝဲသားမဖြစ်ခဲ့ရင်ကောင်းပါပဲလို့တွင်းမိတဲ့အကြောင်းဒဝဲအကြောင်းသားတမကအဖွဲ့ဝင်တယောက်က ပြောပါတယ်။ဒဝဲမှာခေဆက်ဆက်မှာလည်းတကယ်သူရဲ့ကောင်းတွေပေါ်ထွက်ခဲ့ပါတယ်။ ပုံမှုပါထူးတို့လိုပုံကိုယ်တွေပေါ်တော့ခဲ့တယ်လို့ဒီအမျိုးသမီးတဲမှာလည်းဒီသူရမချစ်ဖို့တို့လိုတကယ်နိုင်ငံပေါ်မှာသိစရှိပြီးနိုင်ငံတော်ကာကွယ်သွားတဲ့ဒီဓမ္မပေါ်မှာရည်တည်သွားတဲ့အမျိုးသမီးတွေပေါ်ထွက်ခဲ့တာပဲလေမင်းအောင်လည်းဒွေသားဖြစ်တဲ့ပုံမှာတော့ကျွန်တော်တို့ဒီဒွေသူဒွေသားတွေရခံစားချက်မှာတော့ဒီအာလာရှိဇနေးကိုသွားတဲ့လူဆိုရင်ပါဒွေသားမဖြစ်ခဲ့ရင်ပိုကောင်းမယ်ဆိုတဲ့စိတ်ကတော့ဒီဒွေသူဒွေသားတွေအားလုံးမှာရှိကြတာပဲလေဖေဖော်ဝါရီလကပြစ်ခတ်နှိမ်နှင်းခံခဲ့ရတဲ့ဒွေမှာဧပြီလလယ်ကစလို့ ပြည်သူတွေအပေါ်ချင်းချောင်းစစ်ဆေးတာတွေပို့တိုးပြီးလှုပ်လာတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။အိမ်နေတဲ့အထိဝင်ရောက်ပြီးတော့ cycle license တွေဖုန်းတွေကိုစစ်တာတွေအထိရှိလာတယ်လို့ဆိုပါတယ်။တဝဲသားတွေကတော့စစ်အာဏာရှင်စနစ်ဆုံးခန်းတိုင်သည့်အထိဆက်လက်ဆန့်ကျင်သွားမယ်လို့ပြောပါတယ်။ကျမတို့ကတော့ဒီနေ့ထိုင်ဆက်ကြတာမို့နော်စစ်ကောင်စီလုံးဝအပိစက်ဆုံးခန်းတိုင်တဲ့တိဆက်ကျင်သွားမယ်လို့တန်လေးတန်ချလာတဲ့ရှင်။ ရဝဲသူတဝဲသားတွေဟာစစ်အာဏာရှင်မှန်သမျှကိုဆန့်ကျင်တဲ့ဤအတိုင်းစစ်ကောင်စီကိုလည်းဆန့်ကျင်မှာဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းဖိနှိပ်မှုတွေကြောင့်မရင်းရင်သားကြဖို့တဝဲတပိတ်ဥဆောင်သူတူကအခုလိုမှာကြားခဲ့ပါတယ်ရှင်အခြားကျွန်တော်ရဲ့ရေဖို့ရေဖက်ကျွန်တော်ရဲ့လက်ဆိုင်ရာတပိတ်ကုန်ကြီးရဲ့ခေါင်းဆောင်တွေဖန်ဆီးထောင်ချတာလေးခေါင်းရထွက်တာလေးနီးနီးဆိုနေဒီလူကတော့ပြုလုပ်လာပါလိမ့်မယ်ဒါမှမဟုတ်ပြည်သူလူထုကြည့်ရလုံးကြီးဖြစ်လောကဒီပုံမှာရေးရိုက်သွားဖို့ကျွန်တော်က ဒီမိုကရေစီကြီးအတွက်ရှုံ့နှိမ့်နေတဲ့ဆိုတဲ့စိတ်နဲ့ကျောင်းအစီအစဉ်လေးကိုဆက်ကျက်ဖို့တူချောင်းမှုတွေကိုဒီနေ့ချက်တဲ့နေ့ရှေ့ဖို့ပြည်သူနဲ့လူဆောင်ပါခွင့်ပြုရတယ်လို့တော့ကျွန်တော်ပြည်သူတို့ကိုပြောချင်ပါတယ်